ကျဲမတော်မူကြပါသောခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ7ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တရင်မှုတုဘုံမူကြီးအစ်စ်နဲ့အထက်ယာဒူးတိုးရန်ရှိနေတဲ့စစ်အရာရှိများရဲ့မိဘဆွေမျိုးအတိုင်းအဝိုင်းမှာ NLD ပါတီ PDF နဲ့ CDM များပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့ညွှန်ကြားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီကတရင်မှုတူပုံမှုကြီးအစ်စ်နဲ့အထက်ယာဒူတိုးရန်ရှိနေတဲ့စစ်အရာရှိများရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းထဲမှာ NLD ပါတီဝင် PDF နဲ့ CDM ဝန်ထမ်းများပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့စစ်တပ်အတွင်းညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်ထက်တရင်အရေးမြစ်ကပြောဆိုပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က တက်အတွင်းယာရုတိုးပေးမှုနဲ့သက်ဆိုင်တဲ့စီကံချက်များစွာကိုပြင်ဆင်သတ်မှတ်နေရမှာတရင်မှုဒုတိယပုံမူကြီးအဆင့်နဲ့ရင်းအဆင့်ထက်ယာရုတိုးပေးရာမှာမိဘဆွေမျိုးအတိုင်းအဝိုင်းအတွင်း NLD ပါတီ PDF နဲ့ CDM ဝန်ထမ်းများပတ်သက်နေခြင်းရှိမရှိကိုအဓိကထားစုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်းပတ်သက်မှုရှိကြောင်းစုံစမ်းစစ်ဆေးပေါ်ပေါက်ပါကယာရုတိုးပေးကိုလုံးဝဆိုင်းငံ့ထားရမှာဖြစ်ကြောင်းသိရှိရပါတယ်။အရာရှိကြီးတွေယာရုတိုးပေးမယ်ဆိုရင်နောက်ကျောင်းရာဇဝင်တည်တည်ချာချာလိုက်ဖို့ညွှန်ကြားလာတယ်။ အဲ့ဒီအထဲမှာမိဘဆွေမျိုးတွေတဲမှာ PDF တွေရှိလား NLD ပါတီဝင်တွေလား CDM ဝန်ထမ်းတွေရှိလားဆိုတာနောက်ကျောင်းရာဇဝင်လိုက်ခိုင်းတယ်ရှိတယ်ဆိုရင်တော့ယာရုတိုးတွေစိုင်းငံ့သွားမယ်ယာရုမတက်တော့ဘူးဘယ်လိုအရေးယူဆိုတာမျိုးတော့မပါဘူးအရက်ဖက်အရွှေခံရတာအရေးမကြီးတဲ့တက်တွေရောက်တာတော့ဖြစ်နိုင်တာပေါ့လို့နေပြည်တော်စစ်ဘက်တရင်အရှိမြက်ကပြောဆိုပါတယ်စစ်ကောင်စီကစစ်တပ်အတွင်းယာရုတိုးပေးရင်းနဲ့ပတ်သက်၍အသက်အရွယ်ပညာအရေးချင်းအပါအဝင်ကန့်သက်ချက်တချို့ကိုရှော့ပေါက်ခဲ့ပေမဲ့ စည်းကမ်းချက်အသစ်အနေနဲ့မိဘဆွေမျိုးအတိုင်းဝိုင်းတင်းမှာ NLD ပါတီဝင် PDF နဲ့ CDM ဝန်တမ်းများမဖြစ်ရဆိုတဲ့ကန့်သက်ချက်အသစ်ကိုချမှတ်လာခြင်းလည်းဖြစ်ပါတယ်ထို့ပြင်စစ်တပ်ဟာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းဖြစ်ပြီးပါတီနိုင်ငံရင်းနဲ့မပတ်သက်ရန်လိုအပ်ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဖြစ်တဲ့အမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်ပြီးနိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲနိုင်ငံအရေးကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းစစ်တပ်နှင့်စစ်သားများဟာပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့မင်းအွန်လိုင်းရဲ့မှာကြားချက်များကို တက်တွင်စီဝေများမှာပြန်လည်မျှဝေပို့ချနေကြောင်းသိရှိရပါတယ်။မင်းအွန်လိုင်းကစစ်အရာရှိများနဲ့စစ်သားများအနေဖြင့်ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောဆိုထားပေမဲ့လည်းကြက်ဖွဲ့ပါတီမှာတော့စစ်ဗိုလ်ချုပ်အဟောင်းများနဲ့ဖွဲ့စည်းထားပြီးစစ်တပ်မှဗိုလ်ချုပ်တချို့ကိုစစ်ဘက်ယာတို့မှအနာပေးကကြက်ဖွဲ့ပါတီအတွင်းကိုပို့ဆောင်မှုများမင်းအွန်လိုင်းကလှုပ်ဆောင်ခဲ့ပူပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကောင်းကတော့တန်အောင်ကြီးစစ်တပ်ကြီးတက်ခရေးတင်းနှင်းကြောင်းမှ တက်ခွဲမှုအရာရှိတင်းနေစင်းများလိုက်ပါလာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတက်ခွဲမှုဗိုလ်ကြီး၈ဦးအပါအဝင်၉ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးစစ်တပ်ကြီးတိုက်ခိုက်ရေးတင်းနေကြောင်းမှတက်ခွဲမှုတင်းနေစင်းများလိုက်ပါလာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၉ဦးသေဆုံးကြောင်း People Defense Force တန်တောင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ9ရက်နေ့ညနေ9:30မိနစ်အချိန်မှာ တနောင်ကြီးမြို့နယ်ဘရင်နောင်တက်မြို့စစ်တပ်နန်းကျောင်းမှတက်ခွဲမှုတနင်္ဆင်းများပါဝင်တဲ့စစ်ရင်တန်းကိုတောင်ကိုတန်တောင်လမ်းပိုင်း9မိုင်စစ်တပ်စကန်ကုန်းအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတနင်္ဆင်းတက်ခွဲမှုဗိုလ်ကြီးရှိဦးသေဆုံးကြောင်းဒါအပြင်ရင်မောင်းတက်ချက်တဦးလည်းသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်တီဆုံးတာမှာရှစ်ဦးကတက်ခွဲမှုတင်းနှင်းစင်းပြီးတာအသက်ဆက်ဆက်လေးရီလို့ People Defense Force တန်တောင်မှတာဝန်ရှိသူတို့ကဆိုပါတယ် ဒါအပြင်မေလ29ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ကိုလိပ်တူလမ်းပိုက်မှာရှိတဲ့စစ်ကောင်စီရဲ့ထုံးပူကြီးတပ်စခန်းကိုလည်းတော်လိုင်းရတက်များကတွားရောက်ပစ်ခတ်ခဲ့ပြီးပစ်ခတ်မှုအတွင်စစ်ကောင်စီတပ်ဗတ်မှအထိနာတယ်လို့သိရှိရကြောင်းတိကိုက်မှုအတိအကျကိုစုံစမ်း၍မရသေးကြောင်း၎င်းကပြောဆိုပါတယ်အဆိုပါစစ်စင်ရေးကိုတောင်ကိုခရိုင်တပ်မဟာနဲ့တရင်ကလက်အောက်ခံ People Defense Force တန်တော် MLB စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ ဆက်လက်တင်ဆက်ပေးကြတာကတော့တောင်တာမှာစက္ကဆရိတ်ခါပို့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစက္ကဆတပ်သား3ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းပြီးတနက်နက်လက်နဲ့ခင်းရန်တွေတင်ဆက်ရရှိပြီးလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူ9ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတောင်တာမြို့နယ်မှာပြည်သူတွေကိုလူသားတိုင်းလုံနေပြီးရိတ်ခါပို့နေတဲ့စစ်ကောင်စီပုံမှုဝနထီးဦးဆောင်စစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့ရမှာစက္ကဆတပ်သား3ဦးသေဆုံး2ဦးအရှင်ဖမ်းမိပြီး တနက်နက်လက်နဲ့ခင်းရန်တွေတင်ဆက်ရရှိခဲ့တယ်လို့တောင်တာမြို့နယ်ပတ်ကဖွားကယမန်နီညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဇော်နာ၁၂ရက်နေ့မနက်၁၀နာရီခန့်မှာတောင်တာမပူမှုဝနာထေးဥဆောင်တဲ့စက္ကဆစစ်ကြောင်းနဲ့တနောင်းကုန်းရွာမှာစက္ကဆနဲ့ပြူတွေဟာထောက်ပို့လမ်းကြောင်းချိတ်ဆက်ရေးလှုပ်ဆောင်နေတယ်လို့သတင်းရတာကြောင့်တွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစင်တင်းဝချောင်းအနောက်ဘက်ကမ်းနားမှာတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး ထောက်ပံ့ရေးကိုနှစ်ရှစ်မှတပ်သားကြော်နိုင်ဝင်းကို အရှင်ဖမ်းမိခဲ့တဲ့အပြင် G3 တလက် MA3 တလက် RPG 7ဘူး G Bolt 3ခု G138 တောင်း drone jammer တစ်ခုနဲ့စစ်အုံဆောင်အချို့ကိုတင်းဆဲရရှိခဲ့ကြောင်းနဲ့လူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူခုနှစ်ဦးကိုလည်းကယ်တင်နိုင်ခဲ့ပြီးကျန်တဲ့စက္ကစတွေထွက်ပြေးသွားတယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတောင်တာ People's Defense Force နဲ့တောင်တာမြို့နယ်ပကပ NUG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူကာကွယ်ရေးရဲဘော်တွေအထီးကိမ်းမရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့တဲကုန်းကြီးရွာကိုကင်းလဲလာတဲ့စစ်ကောင်စီတပ်ကို PLA နဲ့မဟာမိတ်များကတိုက်ခိုက်ခဲ့ရမှာအရာရှိအပါအဝင်ရှိဦးတည်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းတင်းဆယ်မြို့နယ်တဲကုန်းကြီးရွာကိုကင်းလဲလာတဲ့စစ်ကောင်စီတပ်ကို PLA နဲ့မဟာမိတ်များကတိုက်ခိုက်ခဲ့ရမှာအရာရှိအပါအဝင်ရှိဦးတည်ဆုံးခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ် တက်ဆယ်မြို့နယ်တဲကွန်ကြီးရွာဘက်ကိုကင်းလက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့ရင်းတို့ရဲ့လက်အောက်ခံပြည်သူစစ်ပြူစောတီများကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်များကဇွန်လ2ရက်နေ့မနက်9:30မိနစ်အချိန်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်မှနှစ်ပွင့်ဘူအရာရှိတဦးအပါအဝင်၈ဦးအထိတေဆုံးကြောင်းကနဦးသိရပြီးကာပိုင်အမျိုးအစားတနက်နယ်လက်နဲ့ကြီအချို့ကိုတင်ဆက်ရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA တက်ဆယ်မြို့နယ်ပကဖတိုက်နယ်နှစ်ပကဖနဲ့ရေဦးပကဖတို့ကပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနိုင်ငံမှာလေရင်ပြတ်ကျပြီးနောက်ရုပ်အလုံး၂၀၄လောင်းတွေ့ရှိခဲ့ကြောင်း MNW မြို့ရေချုပ်ကပြောဆိုခဲ့အသက်ရှင်လွတ်မြောက်သူတဦးရှိဟုပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံမှာဂျာတာပရိနေကပြတ်ကျသွားခဲ့တဲ့လေရင်ပြတ်ကျနေရာကတိုက်ဆုံသူရုပ်အလောင်း၂၀၄လောင်းကိုရှာဖွေတွေ့ရှိတာဖြစ်တယ်လို့ ် MNW မြို့ရင်းမင်းကြီးကပြောပါတယ်အလောင်း204လောင်းကို ကျွန်တော်တို့တွေ့ရှိထားပါတယ်လို့ရင်းမင်းကြီး GS Malik က AFP ကိုပြောကြားပါတယ်တည်ဆုံသူတွေထဲမှာလေရင်ပြက်ကျမှုအတွင်းတည်ဆုံခဲ့တဲ့လူတွေနဲ့လေရင်ပြက်ကျသွားခဲ့တဲ့အဆောက်အုံထဲမှာရှိနေသူတွေပါဝင်တယ်လို့ဆိုပါတယ်တရားရရှိသူ42ဦးကိုကုသမှုခံယူနေရကြောင်းရင်းမင်းကြီး GS Malik ကပြောကြားပါတယ်အဲ့ဒီလေရင်ပေါ်မှာခီးတဲ့230ဦးနဲ့လေရင်ဝန်တဲ့72ဦးလိုက်ပါလာခဲ့ပါတယ်။လိုက်ပါလာသူခီးတဲ့တွေထဲမှာ ကလီး၁၁ဦးပါဝင်ပြီးအိန္ဒိယနိုင်ငံသား169ဦးဗြိတိန်နိုင်ငံသား53ဦးပေါ်တူဂီ9ဦးနဲ့ကနေဒါနိုင်ငံသား2ဦးတို့ပါဝင်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။လူပေါင်း142ဦးတင်ဆောင်လာတဲ့ Boring 787 Dream Liner လေယာဉ်ကြီးဟာဇွန်လ12ရက်နေ့လယ်ပိုင်းတနအီဝင်းကျင်မှာအိန္ဒိယအနောက်ပိုင်း MNW မြို့လေဆိပ်ကနေလန်ဒန်မြို့ Gatwick လေဆိပ်ကိုစတင်ပြန်တန်းစင်မှာမိနစ်ပိုင်းအတွင်းမှာပဲပြတ်ကျခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူခီးတဲ့တယောက်ရှိပြီး ဗြိတိန်နိုင်ငံသားရာမက်ရှ်ဖေ့ချ်ဝါကူမာဖြစ်တယ်လို့ Times of India မှာတပ်ပုံနဲ့တကောပေါ်ပြထားပါတယ်။ကေဇေးရီလုပ်ငန်းတွေကိုလွတ်ဆောင်နေပြီးယခုအချိန်ထိလေရင်ပြတ်ကျမှုရဲ့အသေးစိတ်အချက်လက်တွေကိုစုံစမ်းနေစေဖြစ်ကောင်းနောက်ထပ်တွေးရှိမှုတွေကိုအစောဆုံးမျှဝေပေးသွားမယ်လို့ရေမင်းကြီး GS Malik ကပြောထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။